အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုသုတေသနဌာနမှထုတ်ဝေတဲ့27စာစဉ်အမှတ်73မှာရဲဘော်ရှုရင်ရေးသားထားတဲ့ Braden Woods စနစ်အကြောင်းသိကောင်းစရာဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။ Braden Woods စနစ်အကြောင်းသိကောင်းစရာ ကမ္ဘာစီးပွားရေးဘန်နာရေးအကြက်တဲစတင်ကြရောက်လာတဲ့2008ခုနှစ်အလဲပန်းလောက်ကစလို့ Bretton Woods စနစ် Bretton Woods System ဆိုတဲ့စကလုံးတရင်ဆောင်ပါများမှာမကြခဏတွေ့လာရပါတယ်။ကဲဒါဖြင့် Bretton Woods စနစ်ဆိုတာဘာပါလဲ။ Bretton Woods စနစ်ဆိုတာကမ္ဘာအဓိကစက်မှုနိုင်ငံကြီးများအကြာရှိတဲ့ကုန်သွယ်ရေးနဲ့ဘန်နာရေးဆက်ဆံမှုစီမင်းဥပဒေများကိုတိဆောက်ပေးလိုက်တဲ့ငွေကြေးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်တည်ရတာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ကြီးပြီးကနီးစစ်ပီးနိုင်ငံတကာစီးပွားရေးစနစ်ပြန်လည်တည်ဆောက်ဖို့ပြင်ဆင်တဲ့အနေနဲ့နိုင်ငံတကာငွေကြေးနဲ့ဗန်နာရေးကွန်ဖရင့်ကြီးကို American New Hampshire ပြည်နယ် Bretton Woods အရက်ရှိ Washington Hotel မှာ1944ခုနှစ်ဇူလိုင်လအတွင်းမှာကျင်းပခဲ့ပါတယ်မဟာမိတ်နိုင်ငံပေါင်း44နိုင်ငံကကိုယ်စားလှယ်ပေါင်း930တက်ရောက်ခဲ့ပါတယ်အဲ့ဒီမှာကိုယ်စားလှယ်အများပြအပြန်အလှန်ဆွေးနွေးကြပြီး Redden Wood သဘောတူညီချက်ကိုချုပ်ဆိုခဲ့ကြတယ်။အဲဒီသဘောတူညီမှုကနေပြီးနိုင်ငံကငွေကြေးစနစ်ကိုစနစ်တကျထိမ့်သိမ်းအုပ်ချုပ်မဲ့ဥပဒေများ၊ဤဥပဒေများအဖွဲ့အစည်းများ၊ဤလမ်းများစနစ်များကိုဖော်ထုတ်ခဲ့ပြီးအဲဒီကနေနိုင်ငံကငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ကဘာဘန်ဖြစ်လာမဲ့အဖွဲ့တို့ပေါ်ထွန်းခဲ့ပါတယ်။ဒီသဘောတူညီချက်ကိုလက်မှတ်ထိုးတဲ့နိုင်ငံများအနေနဲ့မိမိတို့နိုင်ငံရဲ့ငွေကြေးလဲလှယ်မှုနှုန်းကိုရွှေနဲ့တန်ဖိုးခြင်း အသေးသက်မတ်ရမှာဖြစ်ပြီး IMF ရဲ့ကြီးကြပ်မှုကိုခံရမှာဖြစ်ပါတယ်။ဒီစနစ်ပေါ်လာရတဲ့နိုင်ငံရေးအခြေအနေကတော့1930ခုနှစ်အတွင်းပေါ်ခဲ့တဲ့စီးပွားပြက်ကတ်ကြီး The Great Depression ရဲ့အတွေ့အကြုံများအရရောကမ္ဘာစစ်ကြီးနှစ်ခုအပြီးနိုင်ငံတကာဩဇာအာဏာနိုင်ငံတချို့လက်ထဲကျဆင်းသွားမှုရောကမ္ဘာငွေကြေးပြဿနာများမှာခေါင်းဆောင်မှုအခန်းကိုရယူခြင်းနဲ့ရနိုင်တဲ့အင်အားလဲရှိတဲ့အင်အားကြီးနိုင်ငံ ပေါ်ပေါက်လာမှု အမေရိကန်ကိုဆိုလိုစတာတွေကြောင့်ပါပဲဒီသဘောတူညီချက်ကိုအောင်အောင်မြင်မြင်ရနိုင်လိုက်တဲ့အခြေခံအကြောင်းချက်ကတော့အရင်ရှင်စနစ်အပေါ်ယုံကြည်မှုနဲ့ကာကွယ်လိုမှုကြောင့်ပါပဲဖွံ့ဖြိုးပြီးနိုင်ငံတော်များများကြားအရင်ရှင်စနစ်ပုံစံတဏ္ဍအပေါ်ကျင့်သုံးတဲ့အစိုးရများရဲ့ policy ဟာမတူကွဲပြားမှုအချို့ရှိပေမဲ့အားလုံးဟာအခြေခံအားဖြင့်ဈေးကွက်စနစ်ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုအပေါ်မှာအခြေခံပါတယ် သူတို့ချင်းချင်းကြားတူညီမှုကပိုများပါတယ်စစ်တွင်းပေါ်ပေါက်ခဲ့တဲ့ငွေကြေးကမောက်ကမဖြစ်မှုများကနေပြီးညီကုန်းကျုပ်သင်္ကန်းစာတွေထုတ်ခဲ့ကြပါတယ်1930ခုနှစ်များကငွေကြေးဗန်ဒါရဲ့အဆောက်အအုံများအတွင်ထိန်းချုပ်မှုအားနည်းချက်များကကမ္ဘာစီးပွားရေးပြတ်ကက်ကြီးကိုဆက်ရောက်စေခဲ့တယ်လို့သုံးသပ်ကြပြီးမိမိတနိုင်ငံချင်းရဲ့ငွေကြေးတန်ဖိုးချလိုက်ပြီးပို့ကုန်များအောင်လုပ်မှုတွေကြောင့်ကမ္ဘာကုန်သွယ်ရေးစနစ်တစ်ခုလုံးထိခိုက်ခဲ့ရတယ်လို့ယူဆကြပါတယ်ဒါကြောင့် တနိုင်ငံချင်းအကျိုးစီးပွားပေါ်မှာခြေခံတဲ့ရေတို့စဉ်စားနီးမြအစားရေရှည်ကြိုတင်စဉ်စားနီးမြကိုကြံဆခဲ့ကြတာပါဒါကြောင့်နိုင်ငံကစီးပွားရေးစနစ်အတွက်ဈေးကွက် ထိန်းချုပ်ပြီးငွေကြေးတန်ဖိုးတွေကိုတင်းတင်းကြပ်ကြပ်ချုပ်ကင်တဲ့စနစ်တရက်ပေါ်ဆောင်ဖို့စဉ်းစားကြတာပါပဲ1933မှ1944ထိအမေရိကန်နိုင်ငံရဲ့ဝန်ကြီးဖြစ်တဲ့ဟားကကမ္ဘာစကြီးနှစ်ခုဖြစ်ပေါ်ခဲ့ရတဲ့အခြေခံကြောင်းရင်းတွေထဲမှာ စီးပွားရေးအရမမျှမတဖြစ်မှုများကုံတော်ရေးစစ်ပွဲများ trade warfare ပါတယ်လို့ဆိုပြီးစစ်ပြီးငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ဆိုရင်လွတ်လပ်တဲ့နိုင်ငံကစီးပွားရေးစနစ်တည်ဆောက်ရမယ်လို့ဆိုပါတယ်အတားအဆီးမရှိတဲ့ကုံတော်ရေးဟာငြိမ်းချမ်းရေးကို ဖြစ်စေပြီး အကန့်အသတ်မညီမမျှနဲ့အကောက်ခွန်မြင့်မားတာတွေကတော့စစ်ပွဲကိုဖြစ်စေတယ်လို့လည်းဆိုပါတယ်ဒါကိုသူကစီးပွားရေးလုံခြုံမှု economic security လို့ မည်တက်ပါတယ်။ဒါဟာအမေရိကန်တွေအဖို့ကဘာအနှံ့လွတ်လပ်စွာကုံသွဲခွင့်ရရည်အတွက်ပါပဲ။ဒါပေမဲ့ဒီလွတ်လပ်တဲ့နိုင်ငံကစနစ်မှာလဲအစိုးရတွေရဲ့ဆွတ်ဖက်မှုနဲ့ထိန်းချုပ်မှုလိုအပ်တယ်လို့လဲဆိုကြပါတယ်။ဒီစီဘွားရေးကကြီးအပြီးမှာတော့အစိုးရထိန်းချုပ်မှုတွေကိုပိုလှုပ်လာကြပါတယ်။မိမိနိုင်ငံသားများရဲ့စီဘွားရေးခြောင်လှယ်မှုကို နိုင်ငံတော်ကတာဝန်ယူပြီးနိုင်ငံအမျိုးသားစီးပွားကိုအစိုးရများကဝင်ရောက်ဆွတ်ဖက်တဲ့နယ်လို့ယူဆကြပြီး နိုင်ငံတကာအဆင့်မှာလည်းအင်အားကြီးနိုင်ငံများရဲ့အဆင့်မြင့်တဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမရှိရင်စီးပွားရေးစစ်ပွဲများကနေပုံမကျက်ပြက်တဲ့စစ်ရေးတိုက်ပွဲများအထိရောက်သွားနိုင်တယ်လို့လည်းသုံးသပ်ခဲ့ကြပါတယ်။ဒါကတော့စစ်ဆန့်ကျင်ရေးအတွက်အကျိုးရှိပါတယ်။စီးပွားရေးတည်ငြိမ်ပြီးနိုင်ငံရေးအရငြိမ်းချမ်းရေးရစေဖို့နိုင်ငံတော်တော်များများကနိုင်ငံငါငွေကြေးစနစ်ကို ထိန်းချုပ်ရမှာပူးပေါင်းဆောင်ရွက်ကြဖို့သဘောတူလာပါတယ်။စစ်ပီးကဘာပေါ်အမေရိကန်ရဲ့အမြင့်အခြေခံကတော့ လွတ်လပ်စွာကုန်သွယ်ရေး free trade ပါပဲလွတ်လပ်စွာကုန်သွယ်ရေးဆိုတာအကောက်ခွန်တို့ရှော့ချတာစတာတွေအပြင်အရေးရှင်စနစ်အတွက်အကျိုးရှိစေမယ့်ကုန်သွယ်ရေးထင်းကြီးမှုများသာဖြစ်ပါတယ်ဒါကြောင့်ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများဟာအမေရိကန်ရဲ့အမြင်နဲ့တူရပြီးကုန်သွယ်ရေးအတားအဆီးများကိုဖယ်ရှားပြီးအရေးနှီးများကိုလွတ်လပ်လပ်လပ်စီးဆင်းနိုင်တဲ့ထိရောက်မှုရှိတဲ့နိုင်ငံတကာငွေကြေးစနစ်တရက်ကိုတီထွင်ထိမ့်သိမ်းဖို့လှုံ့ဆော်လာကြပါတယ် globalization အတွက်အလွန်ထိရောက်လှည့်မြန်စေခဲ့ပါတယ်။စစ်ပွဲဖြစ်နေစဉ်ကတည်းကအမေရိကန်တို့ဟာစစ်ပီးရင်အရင်ကသူမဝင်နိုင်ခဲ့တဲ့ဈေးွက်တွေဝင်ရောက်နိုင်ဖို့ကြိုးစီစဉ်ခဲ့တာပါ။1941ခုနှစ်ဩဂုတ်လကအမေရိကန်သမ္မတ Roosevelt နဲ့ Britain ဝန်ကြီးချုပ် Churchill တို့ချုပ်ဆိုခဲ့တဲ့ Atlantic စာချုပ် Atlantic Charter ဟာ Bretton Woods ရဲ့ရေးတောက်မြစ်ပါ။အဲဒီစာချုပ်ရဲ့အဓိကချက်ကတော့ကုန်သွယ်ရေးနဲ့ကုန်ကြမ်းပစ္စည်းများဝယ်ယူခွင့်အတွက် ်နိုင်ငံတိုင်းဒန်းတူအခွင့်အရေးရှိတယ်ဆိုတာပါပဲဒါပြင်ပင်နယ်ရေပြင်များကိုလည်းလွတ်လပ်စွာ သုံးစွဲခွင့်ရှိတယ်ဆိုတာလည်းပါပါတယ်ဒါတွေအားလုံးကတော့16ရာစု19ရာစုများအတွင်းကကိုလိုနီအရှင်သခင်များဖြစ်ကြတဲ့အင်္ဂလိပ်တို့ပြင်သစ်တို့ရဲ့ကမ္ဘာဩဇာကြီးနိုင်ငံများဖြစ်ကမ္ဘာကိုနှွမ်းမိုးထားမှုဩဇာကိုရှော့ချလိုက်တာဖြစ်ပါတယ်။အမေရိကန်နဲ့ဗြိတိရှ်ဗန်နာယေးဝန်ကြီးတွေဟာနှစ်နှစ်ခွဲကျော်ကြာအပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီးမ ဒီ Bretton Woods သဘောတူညီချက်ကိုရရှိခဲ့ကြတာပါစစ်တွင်ကြုံခဲ့ရတဲ့ငွေကြေးတန်ဖိုးကျဆင်းမှုငွေလဲလှယ်မှုနှုန်းမတည်မငြိမ်ဖြစ်မှုတို့ကိုကြောက်စရာမလိုပဲကုံသွယ်နိုင်တဲ့နိုင်ငံတကာငွေကြေးစနစ်ကိုတည်ထောင်လိုက်ကြတာပါပဲစစ်တွင်ကစီးပွားဖြစ်လာတဲ့ American ဖို့စစ်အပီဥရောပဈေးကွက်တန်ဆွမ်းမလာရင်သူ့စီးပွားရေးကိုမထိန်းနိုင်ဘူးဆိုတာ American တွေက မြင်ပါတယ်ဥရောပရဲ့ American မဟာမိတ်များကလည်း စစ်ပန်းကြနေလို့အမေရိကန်ရဲ့ခေါင်းဆောင်မှုကို ခံယူပြီးမိမိပြည်တွင်းရဲ့ထုတ်လုပ်မှုအတွက်ရောနိုင်ငံတကာကုံသွယ်ရေးအတွက်အရင်နီရောအမေရိကန်ကိုအားကိုးလာရပါတယ်အမေရိကန်များလက်ထက်မှာကလည်းစစ်တွင်းလက်နက်အပါဝင်ကုံသွယ်မှုအမျိုးမျိုးကြောင့်ရထားတဲ့အကျိုးအမြတ်များဖြစ်ဒေါ်လာတွေပုံနေတာပါစစ်ဒဏ်ကိုလည်းသူ့မြေပေါ်မှာသူကမခံထားရပါဘူး1939ခုနှစ်များအတွင်းကဗြိတိရှ်ဟာအမေရိကန်ကွန်ပစ္စည်းတွေမဝင်ရောက်နိုင်တဲ့သူ့စီးပွားရေးနယ်နိမိတ်ကိုတိစောက်ထားတာပါ ါပေမဲ့စစ်ပြီးမှာတော့ဗြိတိရှားတို့တာမကပြင်သစ်တွေကပါသူတို့ရဲ့ပိတ်ဆို့မှုတွေကိုအမေရိကန်တွေကိုဖွင့်ပေးလိုက်ရပါတယ်စစ်ပြီးအင်အားအတောင်တင်းဆုံးအဖြစ်ပေါ်လာတဲ့အမေရိကန်တွေရဲ့ဩဇာဟာ Bretton Woods အစည်းအဝေးမှာအသာစီးရသွားတာဖြစ်ပါတယ်ဒါကြောင့်ဒီသဘောတူညီချက်ကိုလက်မှတ်ရေးထိုးပြီးမှာအင်္ဂလန်ဘဏ်ကအကြီးတန်းအရာရှိတူကဒါဟာဗြိတိန်အတွက်စစ်ပြီးနောက်အကြီးဆုံးထိုးနှက်ခံရတာပါပဲလို့ ဝမ်ပန်တနေဆိုခဲ့ခြင်း ဖြစ်ပါတယ်တကယ်လဲဘန်နာရေးဩဇာဟာဗြိတိရှ်တို့လက်ကအမေရိကန်လက်ရောက်သွားခဲ့ပါတယ်လက်တွေ့အရလဲအမေရိကန်ရဲ့ချင်းငွေတွေကိုဗြိတိရှ်ပြင်သစ်အပါဝင် ဥရောပနိုင်ငံအများပြားကတောင်းခံရတော့သူ့ဆန်စားရဲရတော့တာပေါ့အဲ့ဒီဘရက်ဒန်ဝုဒ်စီဝေးကြီးထဲမှာတော့တတိယကမ္ဘာနိုင်ငံအများပြား ဖွံ့ဖြိုးဆဲနိုင်ငံများဟာစီးပွားရေးအရာရော နိုင်ငံရေးအရာရောလက်အောက်ခံနိုင်ငံများသာဖြစ်ခဲ့ပါတယ် အဲ့ဒီနိုင်ငံအများပြားဟာဖွံ့ဖြိုးပြီးအနောက်နိုင်ငံများရဲ့တရားဝင်ရောတရားမဝင်ရောဆက်ဆက်နေတဲ့အတွက်အဲ့ဒီနိုင်ငံကြီးများရဲ့နိုင်ငံတကာငွေကြေးစနစ်နဲ့ပတ်သက်လို့လှုပ်ဆောင်နေသမျှတွေမှာဘာမှပါဝင်ခွင့်မရှိခဲ့ကြပါဘူး။ဆိုဗီယက်ကြီးမှုထားတဲ့အရှေ့ဥရောပမှာလည်းတတိတခြားငွေကြေးစနစ်တရက်ကိုထူထောင်ခဲ့ပါတယ်။အမေရိကန်ရဲ့မာရှယ်စီမံကိန်းမာရှယ်ပလန်ဆိုတာဟာလည်းအဲ့ဒီကာလပေါ်ပေါက်ခဲ့တဲ့အမေရိကန်ရဲ့ငွေအားကြေးအားပုံအော့ပြီး ဥရောပတိုက်ရဲ့အရင်းရှင်စနစ်ကိုပြန်လည်ထူထောင်ပေးတဲ့စီမံကိန်းကိုခေါ်တာပါပဲ။အမေရိကန်ဟာဥရောပသားမကဂျပန်ကိုလည်းပုံအော်ထောက်ပံ့ခဲ့ပါတယ်။ဒီလိုနည်းနဲ့ပြန်လည်နယ်လန်ထူလာတဲ့ဥရောပနဲ့ဂျပန်ဟာအမေရိကန်ထွက်ကုန်များရဲ့ဈေးကွက်ဖြစ်လာခဲ့ပြီးအမေရိကန်အတွက်အကျိုးမြတ်များဖြစ်ထွန်းခဲ့ပါတယ်။ဒါ့အပြင်ဥရောပရဲ့တိုးတက်မှုနဲ့ဂျပန်ရဲ့တိုးတက်မှုကိုလည်းထိမ့်ညှိထားနိုင်ခဲ့ပါတယ်။အမေရိကန်ဟာဒီသဘောတူညီချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှကုန်ကြမ်းပစ္စည်းတွေဝယ်ကြတိုင်းဝယ်ခွင့်ရပြီးမိမိရဲ့စက်မှုလုပ်ငန်းကိုဖွံ့ဖြိုးနိုင်စေခဲ့ပါတယ်။အဲဒီကရတဲ့အကျိုးမြတ်တွေနဲ့ဥရောပထူထောင်ရေးအတွက်ငွေထုတ်ချေးပြီးသူတို့စီကကုန်ပစ္စည်းကုန်ကြောတွေကိုပြန်ရရှိခဲ့ပါတယ်။ဒီဥရောပနိုင်ငံတွေခြောင်လဲလာတော့တတိယကမ္ဘာကကုန်တွေကိုတဖန်ပြန်ဝယ်ယူလာနိုင်ပြီးတတိယနိုင်ငံတွေကတခါအမေရိကန်ရဲ့ကျေးဇူးကိုအသိမဲ့ပြုလာရပါတယ်။နိုင်ငံရေးအမေရိကန်အမျက်ထွက်ပါတော့တယ်။ IMF ဟာတနိုင်ငံမဲတမဲစနစ်မဟုတ်ပဲယင်းဤမြုပ်နှံတဲ့ငွေကြေးအလိုက်မဲပေးခွင့်ရထားလို့ယင်းဤမြုပ်နှံငွေ၃ပုံ၃ပုံထည့်ထားတဲ့အမေရိကန်ဟာဗီဒီယို၃နိုင်ခွင့်အခွင့်အရေးအလိုလျောက်ရတယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်ငွေချေးရမယ့်နိုင်ငံများပေါ်အမေရိကန်ရဲ့နိုင်ငံရေးဩဇာလည်းကြီးလာပါတယ်။ဒါ့အပြင်ငွေကြေးတွေကိုရွှေနဲ့တန်ဖိုးသတ်မှတ်ချက်အသေးထားရမယ်ဆိုပေမဲ့ရွှေရှားပါမှုကြောင့်ရွှေနဲ့တန်ဖိုးတူလဲနိုင်တဲ့တခုတီးသော ဒေါ်လာငွေကြေးရဲ့အဆင့်နေရာဟာမြင့်တက်လာပြီးတချို့နိုင်ငံတွေကမိမိရဲ့အရန်ငွေကြေးတွေကိုဒေါ်လာနဲ့ထားလာကြတာကလည်းအမေရိကန်ရဲ့စီးပွားရေးအင်အားတောင့်တင်းလာတော့စစ်တပ်ကိုလည်းနိုင်ငံသားတွေမှာချရက်နိုင်တာတို့အမေရိကန်ပြင်ပမှာယင်းဒီမြုပ်နှံနိုင်တာစတာတွေကိုလုံနာနိုင်တဲ့အပြင်နိုင်ငံသားရေးရာပြဿနာတွေမှာလည်းမိမိစိတ်ကြိတ်ညှို့မှန်းချက်များကိုပေါ်ဆောင်လာနိုင်ပါတော့တယ်ဒေါ်လာငွေကြေးဟာလည်းကမ္ဘာစီးပွားတောင့်တင်းခိုင်မာရေးအတွက်အညွန့်သင်္ကေတဖြစ်လာပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင်နိုင်ငံများပြားရဲ့အဓိကစီးပွားရေးကြီးမားချက်ကလည်းအမေရိကန်ကိုပို့ကုန်များများတင်ပို့နိုင်ရေးဖြစ်လာပါတော့တယ်။ဒါတွေအားလုံးကတော့19ရာစုမှာပေါ်ခဲ့တဲ့ Pax Britannica လို့ခေါ်တဲ့ဗြိတိသျှတွေရွှေထီးဆောင်းကဘာလွှမ်းတဲ့ခေတ်ကနေ Pax Americana လို့ခေါ်တဲ့20ရာစု American တွေရွှေထီးဆောင်းတဲ့ခေတ်ရောက်ရှိလာအောင်ဖော်ဆောင်ပေးခဲ့တဲ့ Bretton Woods သဘောတူညီချက်ပြန်အကြောင်းဒစီဒစောင်းအချက်လက်များပါပဲ။ဘတို့ချုပ်ပြောရရင် ဘရက်ဒန်ဝုစနစ်ဆိုတာဒုတိယကမ္ဘာစစ်အပြီးပေါ်ပေါက်လာတဲ့နိုင်ငံတကာနိုင်ငံရေးနဲ့စီးပွားရေးအဆင့်နေရာတွေ International Political and Economic Order အသစ်ပြန်လည်နေရာချထားရေးအတွက်လမ်းခင်းပေးတဲ့စနစ်တရက်သာဖြစ်ပါတယ်။ဒါပေမဲ့20ရာစုအကုန် American Dollar ငွေကြေးတန်ဖိုးကျဆင်းလာမှုကဒီစနစ်ရဲ့ရိုင်နဲ့ချိနဲ့လာမှုကိုဖြစ်ပေါ်စေခဲ့ပြီးအခု20ရာစုအစမှာတော့နောက်စနစ်တရက်ပေါ်ဖို့စူးစမ်းနေကြပါပြီ။ 2009ဧပြီလလန်ဒန်မှာကျင်းပမဲ့နိုင်ငံ20 G20 ညီလာခံဟာစနစ်သစ်အတွက်အစပြုချက်များဖြစ်ပြီးဒီတစ်ခါပေါ်လာမဲ့နိုင်ငံကငွေကြေးစနစ်ကဖွံ့ဖြိုးဆဲနိုင်ငံအများပြအပဝင် နိုင်ငံအများစုအတွက် ကောင်းကျိုးတွေတည်လာပါစေကြောင်းဆန္ဒပြုလိုက်ပါတယ်